တင်းမသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တင်းချက်နဲ့မှဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာခုတကပထမဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ပလဲမျိုးနဲ့မှပြချခံရတဲ့စတိုက်လေးရမှလေရင်မှုရဲ့ဦးခေါင်းခွန်းနဲ့ကိုစိတ်ပိုင်းနေရရှိထားတဲ့တင်းကိုတင်ဆက်ပေးကြပါမယ်စကိုင်းတိုင်းပလဲမျိုးနဲ့မှယမန်နေ့မွန်တဲ့ပိုင်းမှာပြချခံရတဲ့စတိုက်လေးရမှ လေယံမှုရဲ့ဦးခေါင်းခွန်နဲ့ကိုခန္ဓာစိတ်ပိုင်းတွေရရှိထားတယ်လို့ဒေတာတော်လိုင်းရဲဘော်တွေကပြောဆိုပါတယ်။ဦးခေါင်းခွန်ရတယ်။အုံနောက်တွေလားဘာတွေလားတော့မသိဘူး။အပုံလိုက်လေးအဲ့ဒါလည်းတွေ့တယ်။အလောင်းကောင်လိုက်တော့မရဘူး။ပောက်ကွဲပြီးတော့လေယံမှုရဲ့ကိုခန္ဓာတွေကအကုန်ပြန်ကျဲကုန်တာထင်တယ်။မီးလောင်နေတာကဘုံချောင်းနဲ့လေယံပြတ်ကျပြီးလောင်တာလို့ဒေတာတော်လိုင်းရဲဘော်ကပြောဆိုပါတယ်။ဒီကနေ့ဇွန်လ10ရက်နေ့မွန်လွဲ12:15မိနစ်အချိန်ခန့်မှာပလဲမျိုးနဲ့ဂန်းတောင်ရဲစခန်းတိမ်တိုက်ပွဲကိုဘုံလာကျဲတဲ့အကြမ်းဖက်စကောင်းစီတက်ရဲ့ဂျက်ဖိုက်တာတို့စီကို ပြည်သူလုံးမြောက်ရေးတပ်မတော် PLA ကဖြစ်ချနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ကဲ့သို့ PLA ကဖြစ်ချလိုက်တဲ့ Jet Fighter လေးဟာဗလဲမြို့နယ်စဘာစေးွာဖုန်ကြီးချောင်းဝင်းတွင်ပြတ်ကျသွားခြင်းဖြစ်တယ်လို့ Union Liberation Front တပ်ဖွဲ့မှတာဝန်ရှိသူတဦးကလည်းတီးပြပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်မော်ဘီလေးတဲ့စကန်းဌာနချုပ်ကိုအသေးခံဒရုန်းနဲ့တိုက်ခိုက်မှုတွင်ဗိုလ်မိုးဝေကျော်အပါဝင်နှစ်ဦးသေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့မှာရှိတဲ့ အကြမ်းဖက်စတက်ရဲ့လေတစကန်းဌာနချုပ်ကိုတေကန်ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရမှာစစ်ဗိုလ်မိုးဝေကျော်အပါဝင်နှစ်ဦးတေဆုံးခဲ့တယ်လို့ပြည်သူ့ကားဝေးတက်မတော်ဆလီဗီယာမလက်ထရီတပ်ဖွဲ့မှတာဝန်ရှိသူတအူးကပြောပါတယ်ယမန်နေ့ဆုံးလာ9ရက်နေ့ည9နာရီခန့်အချိန်ကမော်ဘီမြို့အခြေဆိုင်ဂျမ်ဘတ်စကောင်းစီရဲ့လေတစကန်းဌာနချုပ်ကိုအိုရင်တွင်းရွာဆစင်ရဲဖြစ်ဂျာမာကျော်ဖြန်းနိုင်တဲ့စစ်မြင့်တေကန်ဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်လေတစကန်းခင်းစင်းကိုထိမှန်ပေါက်ဝဲခဲ့ပြီးတော့စစ်ဗိုလ်မိုးဝေကျော်နဲ့စကောင်းစီတပ်သားဖြိုခိုးကိုတေဆုံးခဲ့တယ်လို့သိရပါတယ် အခုကဂျာမာကျော်တဲ့ဆူဆိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါမော်ဘီလေတက်ရဲ့ခင်စကန်းကိုထိချက်ကောင်းကောင်းထင်းမှန်ပောက်ပွဲခဲ့ပါတယ်လေချောင်းရဲ့ဘက်ကတတဖြိုကိုကိုတည်တယ်ပြီးတော့ဘုံမိုးဝိကျော်တည်တယ်အရကအတီးပြုတ်လို့ရပြီအဲ့ဒီတတဖြိုကိုကိုကခွန်ငါးခွန်ရခိုင်ရှေတန်းစမြေပြင်ကနေပြောင်းရွှေ့ခံလိုက်ရသူလို့သိထားပါတယ်နောက်ပြီးတော့စခွေးမိသားစု6ဦးလည်းထိတယ်ဒေမတေတော့မသိရဘူးနောက်ပြီးထိတာတွေကအတွင်းလူတွေကြီးပဲပြည်သူတွေမပဘူးလို့ဆလီဗီယာမီလက်ထရီတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ် အဆိုပါတကဲမှုကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော် Silvia Military နဲ့ရွေးဖို့ခရိုင်မဆက်ငါတရင်တို့ပူးပေါင်းကအိုဒိန်တွင်းဟွာဆစင်ရေးဖြစ်တက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲလိုတက်ခတ်ခံရမှုနဲ့ပတ်သက်လို့စကောင်းစီ Lobby တည်ရင်ဌာနတွေကပြည်သူတချို့ပါထိခိုက်တိုက်ရရရှိတယ်လို့ဝါဒဖြန့်ချိနေကြအောင်လက်ရှိမှာတက်ခတ်ခဲ့တဲ့ရဲဘော်များအနေနဲ့စစင်ရေးမှတ်တမ်းများကိုတေးကြစွာလှုံ့ဆော်လာခြင်းဖြစ်ပြီးပြည်သူတဦးတယောက်များထိခိုက်တိုက်ရရရှိခြင်းမရှိတာကိုအတည်ပြုနိုင်ကြအောင်သိပေးထားပါတယ်။နောက်ထပ်လည်းအိုဒိန်တွင်းအတွက် လက်တုံးပြန်ဆက်စင်ရေးတွေပေါ်ဆောင်သွားမှာဖြစ်ပါတယ်မကြတော့တဲ့ကာလမှာတပီလုံးလုံမြောက်ရေးအတွက်တိုက်ပွဲပေါ်ဆောင်ကြတော့မှာဖြစ်တဲ့တော့မိဘပြည်သူတွေအနေနဲ့အာတင်းထားပါလို့ပြောချင်ပါတယ်လို့ဘီဒူကောက်ဝေးတက်မတော်ဆလီဗီယာမီလထရီမှတာဝန်ရှိသူကပြောပါတယ်ပြီးခဲ့တဲ့မေလ၁၂ရက်နေ့သခိုင်းတိုင်းတပရဲမြို့နယ်အိုရင်တွင်းဟာစာတင်ကျောင်းကိုဂျမဲစကောင်းစီတက်ကလေးချောင်းနဲ့ပုံကျဲတက်ခဲ့ခဲ့ရမှာကလေးငယ်များဆရာမများပါဝင်24ဦးတည်ဆုံးခဲ့ပြီးတော့တရားဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ဓမ္မ33ဓမ္မမူဗိုလ်မှူးချုပ်ကျော်စန်းမြင့်နဲ့ဓမ္မ69ရဲ့ဓမ္မမူဗိုလ်မှူးချုပ်တင်မောင်ကျော်တို့ကိုအကြမ်းမဲ့စကောင်းစီကယာရုမဖေရှားလိုက်ပြီးတော့ဗိုလ်မှူးချုပ်ကျော်စန်းမြင့်ကိုနန်းလွင်စကြောရေးမှာဖမ်းဆီးစစ်ဆေးနေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမ်းဘတ်စကောင်းစီကဓမ္မ69ဓမ္မမူဗိုလ်မှူးချုပ်တင်မောင်ကျော်နဲ့ဓမ္မ33ရဲ့ဓမ္မမူဗိုလ်မှူးချုပ်ကျော်စန်းမြင့်တို့ကို၎င်းတို့ရဲ့ယာရုတောက်ဝဲများမှာဖေရှားလိုက်တယ်လို့စစ်ပတ်တရင်ရင်းမြစ်များကိုကိုးကားပြီးစီရီယံဘိုကြီးစင်ရောကပြောပါတယ်။ လက်ရှိမှာဂျမ်းပတ်စကောင်းစီကဓမ္မ69ဓမ္မမှုတင်မောင်ကျော်ကိုစေချုံမှုနဲ့နေပြီးတော့သူ့ချက်ချင်းပြန့်ခေါ်ကရာတို့တော်ဝင်မှာဖယ်ရှားပြီးတော့ရရင်အားဖြင့်ထားရှိကြောင်းအရင်နောက်ဟာခါချစ်ချစပြူအောင်မှုဘုံမှုချုပ်ဇောဝင်းထုံးကိုဓမ္မ69ရဲ့ဓမ္မမှုဖြစ်စားထုတ်ခန့်လိုက်ကြောင်းသိရပါတယ်အလားတူကချင်းပြည်နယ်ဖာကန်မြို့အခြေဆိုင်ဓမ္မ33ရဲ့ဓမ္မမှုဘုံမှုချုပ်ကျော်စန်းမြင့်ကိုလည်းဖာကန်မှာစရေဆိုးမိုးထားနိုင်တဲ့အောင်သတင်းလိမ့်လေတင်ပြမှုနဲ့ကိုကျိုးရှာစီးပွားရေးလှုပ်ရှားမှုများအတွက်ရာတို့တော်ဝင်ကနေဖယ်ရှားကား အရင်အားကိုပြောင်းရွှေ့ပြီးတော့စစဲမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခု69တမမှုကိုနေကမှာဗျူဟာမှုတယောက်ဘန်းခန့်လိုက်ရကြတဲ့ကနည်းနည်းအစာမကြေဖြစ်နေတာပေါ့နော်။ဟိုတလောကတာဝါတိုင်းစကန်းကုန်းကိုလက်လွတ်လိုက်ရတော့အခုတခါတဲ့နေပြီးတော့ကိုခေါ်ပြီးတော့အရင်အားတွင်းပြီးတော့ဟာခါချေချာစစ်ပြူဟာမှုဘုံမှုကြီးဇဝင်းထုံးနဲ့အစာထုတ်ခန့်လိုက်တာ။နောက်ပြီးဖာကတ်မှာကြော်စမ်းမြင့်ကိုတော့ဖာကတ်မှာတို့ပဲတမ33ကပဲဆုံးမထားတဲ့ပုံစံမျိုးနဲ့တရင်ကိုလိမ့်လေတင်ပြီးတော့ကြောက်တူးတာတွေရွှေတူးတာတွေလုပ်နေတာအဲဒါကိုအထက်ကရိတ်မိတယ်သူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့ အခုစကုတက်တယ်လေရောက်လာရောတခါတည်းပထမမြေကြီးနားကိုခေါ်သွားတယ်။အခုမြေကြီးနားကနေမှနန်းနွဲစကြောရေးမှာအရန်အားကိုတွင်းပြီးတော့စစိနေပြီလို့သိရပါတယ်လို့စီဒီယံဘူကြီးစင်အောင်ကပြောပါတယ်။ထို့ကဲ့သို့ယာတို့ကနေဖယ်ရှားခံလိုက်ရတဲ့ဓမ္မ33ရဲ့ဓမ္မမှုဘုံမှုချုပ်ကျော်စမ်းမြေရနေရာမှာဓမ္မမှုအသေးဖြစ်စေဦးစိတက်ကတူကဘုံမှုကြီးကောင်းမင်းထုတ်ကိုခန့်အားထားပြီးတော့၎င်းကလက်ရှိစကိုင်းမှာရောက်ရှိနေပြီဖြစ်ကြောင်းမကြာမီမှာဖာကန်းမြို့ဓမ္မကုန်းသို့တွားရောက်မှာဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ဒဏ္ဍာရီကြီးမှရှိတဲ့73မိုင်နဲ့ကျောက်လုံးကြီးစစ်တပ်စခန်းများနဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စခေါင်းစီတပ်ဖွဲ့ဝင်၃ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်တဏ္ဍာရီမြို့နယ်မှာရှိတဲ့73မိုင်စစ်စခန်းပါဝင်ကျောက်လုံးကြီးစခန်းနဲ့စစ်တပ်စစ်ကြောင်းတို့ကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းမဲ့စခေါင်းစီတပ်ဘက်က၃ဦးသေဆုံးခဲ့တယ်လို့ Bibet Defense Force တန်တောင်ဖွဲ့မှတာဝန်ရှိသူတအူးကပြောပါတယ်။တန်တောင်မြို့နယ်တန်တောင်လိမ့်တို့တောင်ကူလမ်းမိုင်းတနေရာမှာပြီးခဲ့တဲ့ April 7ရက်နေ့ညနေ4:40မိနစ်ချင်းကအာနာတိန်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ အကြမ်းဖက်စစ်ခွေ၄ဦးထိခိုက်ဒဏ်ရာရရှိသွားကြကြောင်းဒါပြင်မေလာ၆ရက်နေ့မွန်လွယ်၂နာရီ၁၉မိနစ်မှာလဲတန်တော်မျိုးမှာရှိတဲ့စတုံးပိုင်စခန်းကို60မမလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်ခွေ၃ဦးထိခိုက်ဒဏ်ရာရရှိကြကြောင်းအလားတူမေလာ၁၇ရက်နေ့မနက်၁၀နာရီ၅၂မိနစ်ကလဲတောင်ကိုလိမ့်တို့လမ်းမိုင်းမှာရှိတဲ့ကျောက်လုံးကြီးစစ်တပ်စခန်းကို၄၀မမနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာစခွေးတကောင်တည်ဆုံးပြီးနှကောင်တန်းရရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်မေလာ၁၂ရက်နေ့ညနေ၃နာရီ၁၀မိနစ်ခန့်ကလည်း ကြောင်လုံးကြီးစခန်းမှာထွက်လာပြီးလန်ကင်းယူနေတဲ့ဂျမ်ဘက်စစ်သားများကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမေလ28ရက်နေ့မနက်7:30မိနစ်အချိန်မှာကြောင်လုံးကြီးစစ်တပ်စခန်းကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစခွေးတကောင်တေဆုံးပြီးနှစ်ကောင်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုကအပြန်လန်တဘောမျိုးမဟုတ်ပေမဲ့စခွေးတွေရဲ့ထုံးစံအတိုင်းလက်နက်ကြီးတွေနဲ့ရန်တန်ထူတာတွေတော့ရှိပါတယ်သူတို့လုံတက်တာလေဒါပဲရှိတာလေဗီဒီယိုတွေနေနဲ့အတင်းထားပေးကြပါရောင်းနေလာတော့မှာပါ အထူးသဖြင့်လူငယ်အမျိုးသားတွေစစ်မှုထမ်းမပေါအောင်တန်းနိုင်ဆုံးနေကြပါလို့ People Defense Force တန်းတောင်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတကိုင်းမှုတွေကိုတန်းဟူခရိုင်တမဟာနဲ့တရင်ကလက်အောက်ခံ People Defense Force တန်းတောင် MLB စစ်ကြောင်းမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဗီဒိုကဝိုင်တပုတ်ဝင်တွေထိခိုက်မှုရှိအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင် People Defense Force တန်းတောင်ဖွဲ့အနေနဲ့အကြမ်းဖက်စကောင်းစီတပ်များကိုရှိန်ဟုံနဲ့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးမကြာမီချိန်ကာလတွဲမှာအောင်မြင်မှုပန်းနိုင်သူရောက်ရှိလာတော့မှာဖြစ်ကြောင်း ဒါကြောင့်ပြည်သူများအနေနဲ့လုံခြုံရေးကိုဒုက္ခရိုးဆိုင်နေပေးကြပါရန်လူငယ်များအနေနဲ့စမှုတံပေါ်တာဆွဲခြင်းမခံရအောင်အထူးပဲဂရုစိုက်နေထိုင်ပေးကြပါရန်မေတ္တာရက်ခံတိုက်တွန်းထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းအောင်လိုင်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကို NND အစိုးရကရပ်တန့်ခဲ့ပေမဲ့လည်းယခုကရုရှားရဲ့အကူအညီနဲ့ပြန်ကြိုးစားနေမှုဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံများကိုချိန်ချောက်နေတယ်လို့ NUG ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မင်းအောင်လိုင်အပါအဝင်စစ်ကောင်ဆောင်ဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကို NND အစိုးရကရပ်တန့်နိုင်ခဲ့ပေမဲ့လည်း ယခုအကြမ်းဖက်ဆဲရနာတင်ပြီးတဲ့နောက်ရုရှားရဲ့အကူအညီနဲ့ဆိုပါအိမ်မက်ကိုကောင်းထဲဖော်ရန်ပြန်လည်စူးစမ်းနေခြင်းဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံများကိုချိန်ချောင်းနေခြင်းဖြစ်တယ်လို့အမျိုးသားညွန့်ညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစနစ်မြန်ဆောင်2025မှာ၎င်းကထိုကဲသို့ပြောဆိုခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ခံအလန်တီရတသားဆိုရလက်ထက် နျူကလ িয়ার ဗယန်းနဲ့ဂင်ရှင်ရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းများရဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းဒါပြင်နျူကလ িয়ার လက်နက်စံတမ်းမှုများအလုံးစုံတားမြစ်ရေးစာချုပ်ကို2019ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ပြင်နျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ်ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းတို့ရမှာနျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ်ကိုအတည်ပြုရတဲ့အပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်များကိုအာဏာသွင်းလာစေရေးဆောင်ရွက်ရန် 2021ခုနှစ်စတက်ကအာနာဒဲမှုကြောင့်ရပ်ဆိုင်းသွားရတယ်လို့သိရှိရပါတယ်။လက်ရှိမှာဂျမ်ဘတ်စေကောင်းဆောင်မင်းအောင်လင်ကနျူကလ িয়ার နေပညာများကိုရာယူရန်ပြန်လည်ဂျိုးပန်းလာနေပြီးစေကောင်းဆောင်ဆက်ဆက်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအိမ်မက်ကိုစူးစမ်းလာကြောင်းဒန်းရွှေလက်တက်ကနေစတင်ပြီးမင်းအောင်လင်ထိနျူကလ িয়ার အိမ်မက်ကိုခေါင်းထဲပေါ်စူးစမ်းနေကြခြင်းဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်။အခုဂျမ်ဘတ်စေကောင်းဆောင်မင်းအောင်လင်ဟာငင်းချမ်းတဲ့ UI ချက်တင်နဲ့အသုံးပြုမယ်လို့ကြောင်းပြပြီးစေရဲတို့ရဲ့နျူကလ িয়ার နေပညာရာယူဖို့ဂျိုးပန်းမှုတွေကိုအချိန်မြင့်လှုံ့ဆော်လာနေတာတွေ့ရပါတယ်။ နျူကလ িয়ার နေပညာကိုပိုင်ဆိုင်ပြီးစစ်ရေးတွေအုံချဖို့ဟာအကြမ်းဖက်ဆေးရနာရှင်ဆက်ဆက်တို့ရဲ့နိုင်ငံအာဏာကိုထားဝရဆုံးမထိန်ချုပ်နိုင်ရေးအတွက်စင်တစိုက်ဂျိုးပန်းခဲ့တဲ့အိမ်မက်ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားနျူကလ িয়ার ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဟာဆေးရနာရှင်ဟောင်းတန်းရွှေ့လက်ထက်2009ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးတော့ဒိန်းစိန်လက်ထက်2015ခုနှစ်မှာရုရှားကုမ္ပဏီနဲ့ပထမဆုံးနားလည်မှုစာချုပ်လွှာထိုးခဲ့ပေမဲ့ဒါကို NND ဆိုရလက်ထက်မှာရပ်တန့်ခဲ့ပါတယ်။အဲဒီနောက်ဂျမ်ဘတ်စစ်ကောင်းဆောင်မင်းအောင်လင်ကအဲဒီနျူကလ িয়ার အိမ်မက်ကိုပြန်လည်အသက်သွင်းလာတာဖြစ်ပါတယ်။2020ဇူလိုင်လကနေ ၂၀၂၃အောက်တိုဘာလထိ၁၅လအတွင်းနားလည်မှုစာကြုံလွှာထိုးတာနျူကလ িয়ার နေပညာသတင်းချက်လက်စင်တာတွေဖွင့်တာပူပေါင်းဆောင်ရွက်မှု၁၄ခုအတွက်သဘောတူညီချက်တွေပြုလုပ်တာအခုနောက်ဆုံးဓာတ်ပေါင်းဖို့တိစောက်ရေးအတွက်လေးလာစမ်းစစ်မှုတွေရဲ့ဘေးတက်ပြီးလက်တွေ့တိစောက်ဖို့ပြင်ဆင်လာတာတွေထိချိန်တိုအတွင်းမှာတစ်ဆင့်ပြီးတစ်ဆင့်တိုးမြင့်လှုံ့ဆောင်းလာတာကိုတွေ့ရပါတယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်ယခုလိုဂျာမန်စစ်တပ်ရဲ့နျူကလ িয়ার နေပညာရရှိရေးအရှိန်မြင့်လာမှုဟာအာဆီယံနဲ့ဒေသတွင်းနိုင်ငံများရဲ့တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုထိခိုက်စေနိုင်ကြောင်းဒါကြောင့်နိုင်ငံတကာတိုက်ဝန်းအနေနဲ့ အကြံပေးစကောင်းစီတန်နျူကလ িয়ার စွမ်းရင်ရရှိရေးစီစဉ်များကိုအရေးပေါ်တုံ့ပြန်ဆောင်ရွက်ကြရန်အန်ယူဂျီကတိုက်တွန်းထားပါတယ်။အခုဂျန်ပတ်စစ်ကောင်းဆောင်မယောင်းလန်ရဲ့နျူကလ িয়ার နေပညာရရှိရေးရှိန်မြင့်ဂျိုပန်းလာမှုကိုအန်ယူဂျီအနေနဲ့လေးနဲ့စိုးရိမ်ပူပန်မိပါတယ်။တကယ်စားမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေတင်မကပဲအာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှရှိကြတဲ့အသေးသေးသောပြည်သူတွေအားလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်။လက်ရှိချိန်မှာတိုင်းပြည်ဗန္ဓာနဲ့ဝယ်ယူထားတဲ့ဆက်လက်ပစ္စည်းတွေကိုစိတ်တိုင်းကြအုံပြုပြီးမြန်မာပြည်သူလူထုကိုနေဆိုင်ရဆက်တိုက်ခိုက်တပြက်နေတဲ့ အကြံဘက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းရင်တုံးလက်နက်တစ်စုံတရာရောက်ရှိသွားမယ်ဆိုရင်ဒါဟာဒေတာတွေနိုင်ငံတွေတွတ်ပါမတွေးဝင်းစရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာတိုက်ဝန်းအနေနဲ့အကြံဘက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার စွမ်းရင်ရရှိရေးစစ်စင်တွေဆောင်ရွက်နေမှုကိုအထူးအလေးနက်ထားစဉ်းစားပြီးလိုအပ်တဲ့တုံးပြန်ဆောင်ရွက်မှုတွေလုပ်ကြဖို့တိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်ကဆက်လက်ပြောဆိုပါတယ်။2025ခုနှစ်မတ်လမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်တွင်ရုရှားနဲ့မြန်မာနှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးချက်အရ မြန်မာနိုင်ငံမှာ130မဂါဝတ်ဒေစာနျူကလ িয়ার တပ်ပေါင်းဘုတ်ကိုရုရှားကတိစောက်ပေးမှာဖြစ်ပြီးအဲ့ဒီနျူကလ িয়ার တပ်ပေါင်းဘုတ်ကိုမဂါဝတ်330အထိစွာဆောင်ရည်ထပ်မံဒိုးချဲရန်လဲသဘောတူညီထားတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒိုင်ဦးမျိုးခမရ440တက်ရဲနဲ့ရေးမျိုးခလာရ299တက်ရဲမှစမှုတန်တတ်တဲ့လေဦးလက်နက်ခရဲများနဲ့တူလင်းဝင်လာခဲ့ပြီးတော့လင်းဝင်တတ်တဲ့များဟာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဘုကိုးတိုင်းဒိုင်ဦးမျိုးခမရ440တက်ရဲမှ စမုတ်တန်တတတဲ့နှစ်ဦးဟာတနနလက်နဲ့လက်နဲ့ခဲရမ်းများယူဆောင်လာပြီးလင်းဝင်လာတယ်လို့အမနစကွန်စပြူဟာနဲ့ဓမ္မဟာတဲ့ပီတရတဝန်ကံကိုအေးမင်းထုံးကပြောပါတယ်ပြီးခဲ့တဲ့ဆုံးလရှေ့ရနေ့ကဒိုင်ဟုံမျိုးနဲ့ခါမရ440တရမစမုတ်တန်တတတဲ့နှစ်ဦးဟာ၎င်းတို့ရဲ့လက်နဲ့ခဲရမ်းများနဲ့တူပြည်သူ့ကားကိုယ်တက်မတော်စပြူဟာနစကွန်တို့ဆက်တွေ့ကလင်းဝင်ရောက်လာခဲ့ကြောင်းအဲလိုလင်းဝင်ရောက်လာတဲ့စမုတ်တန်တတတဲ့နှစ်ဦးဟာအကြမ်းမဲ့စတဲ့ရဲ့အတင်းအဓမ္မတတတဲ့စုဆောင်းခံရသူများဖြစ်ပြီးတော့စမုတ်တန်ကဗတ်စင်တုံးနဲ့ စမုတ်တန်ဘတ်စင်ရှစ်ကစမုတ်တန်တင်နန်းစင်တသားတက်တွေဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေကနေတဆင့်ဖြူဝါထောက်လန်းရေးတွေကိုဆက်သွယ်ပြီးရောက်ရှိလာကြတာဖြစ်ပါတယ်။အခုလင်းဝင်ရောက်လာတဲ့သူနှစ်ဦးကစမုတ်တန်တသားတက်တွေပါပဲ။အလင်းဝင်ရောက်လာတဲ့စမုတ်တန်တသားတက်တွေကမကွေးကတယောက်နဲ့ရန်ကုန်ကတယောက်ပါ။နောက်ပြီးလင်းဝင်ရောက်လာတဲ့စမုတ်တန်တသားတက်တွေကစမုတ်တန်တင်နန်းဘတ်စင်ကတော့အဘတ်စင်၃မြင်းဆောင်၂024နဲ့အဘတ်စင်ရှင်မြင်းဆောင်2024ပါ။အဘတ်စင်ကမတူညီကြဘူး။အဲ့ဒီစမုတ်တန်တသားတက်ကစမုတ်တန်တင်နန်းကိုဒုံမြင်းဆောင်2024ကပါထူ ရှင်မင်းဆောင်2024ကဂျိုးပြူမှာတင်နန်းတက်ရောက်ခဲ့တာပါ။နှစ်ယောက်စလုံးကပေါ်တာဆွဲခံရတာပါ။တယောက်ကဈေးဝယ်ထွက်ရင်ပေါ်တာဆွဲခံရတာပါ။နောက်တစ်ယောက်ကအိမ်မှာညာဘက်ဆွဲခံရတာပါ။အခုလင်းဝင်းရောက်လာတဲ့စစ်မှုတန်တပ်သားတဲ့နှစ်ဦးကိုဂုံပြူစုံဝေးချင်းမြင့်မှာပါလို့အမန်နဲ့စက်ကွန်စစ်ပြူဟာနဲ့တမအတက်ပီတရတာဝန်ကန်ကိုအေးမင်းထုံးကပြောပါလိမ့်။ဒါပြင်မုံပြီးနဲ့ရေမျိုးနယ်မှာရှိတဲ့ခါလာရနှစ်နှစ်ကိုမှစစ်မှုတန်တပ်သားတဲ့ဇေဇေအောင်နဲ့ညီညီတပ်တို့နှစ်ဦးကလည်း၎င်းတို့ရဲ့လက်နက်ခဲယံများနဲ့တူရေးပြောက်ကြတဲ့ဒေါနာစစ်ကြောင်းထံသို့ MA1 တနက်တလန်ဂျီပေါက်လေးပေါက် ခြေစံ123တုံးတုံးနဲ့တူလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိသက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတရင်ဒေါ်လိုင်ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။